အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိတ်သက်များအားလုံးကိုလည်းစက်တည်းမင်္ဂလာဖြာဖြာနေ့ပြည့်စုံနေလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ယနေ့ခေတ်ကာလမှာလူတိုင်းလူတိုင်းလိုအပ်နေတာကတော့ပတ်စံပါပဲမိဒီအခြေအနေမျိုးစုံပဲဖြစ်ဖြစ်မဆန့်လို့ခြင်းနဲ့မွေလို့ခြင်းနဲ့အခုလိုကာလဒီမှာဆိုအရာရာကြက်တဲတယ်အရာရာခက်ခဲတယ်ပတ်စံရှားတာမလွယ်ဘူးပတ်စံရှားလွယ်သူကလည်းအရှားအရန်လွယ်တာပဲပတ်စံရှားခက်တဲ့သူတွေကလည်းအရန်ရှားခက်တာပဲအဲ့တော့ပတ်စံရှားလဲလွယ်မယ်ချို့သူတွေတို့ရှိတယ် ပတ်စံနဲ့ရှာနေနဲ့လေထီကခြေလေးတွေပေါက်ချင်တယ်ခဏလေးတွေပေါက်ချင်တယ်နော်ခဏကန်လေးတွေကောင်းချင်တယ်ထီကန်လေးတွေကောင်းချင်တယ်မွေလည်းဝင်ချင်တယ်ဆိုတော့သူတွေရှိကြပါလိမ့်မယ်အဲ့လူတွေအတွက်ကျွန်တော်ထီကန်လည်းကောင်းစီမယ်ထီလည်းပေါက်စီမယ်လက်လာပါလေတိုးပွားစီမယ်မန္တလေးတဲ့ဘုတ်ကိုကျွန်တော်ပြည်သက်တွေကိုပြောပြပေးမယ်ဟိန္ဒူဘာသာမှာလက်လာပါတဲ့အားလုံးကိုပိုင်းဆိုင်တဲ့မေရောရှိပါတယ်အဲ့ဒီမေရောကိုလက်ရှမီမေရောလို့ခေါ်ပါတယ်နော်လက်ရှမီမေရောကယန္နာရှူမွေတနချမ်းသာကိုပိုင်းဆိုင်ပါတယ်အဲ့တော့ ဒီကာရာလေးကလက်ရှိမဲ့တော့ကိုချီကျူးတဲ့ကာရာဂုံပြူတဲ့ကာရာပူဇော်တဲ့ကာရာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့အုံးရှရီလက်ရှိစဟောဒရာယနမဟာအုံးရှရီလက်ရှိစဟောဒရာယနမဟာနော်ကျွန်တော်ပြောပြမယ်နော်အုံးရှရီလက်ရှိစဟောဒရာယနမဟာအုံးရှရီလက်ရှိစဟောဒရာယနမဟာ အဲ့ဒါကြည့်မယ်ဆိုရင်တော့ Om Shri Lakshmi Sahodaraya Namaha Om Shri Lakshmi Sahodaraya Namaha Om Shri Lakshmi Sahodaraya Namaha ပေါ့ဒီကလာကိုဘယ်လောက်ထိယူရမလဲလို့ပြောရင်အခောက်ကြီးတစ်ထောင်တစ်တောင်တစ်သိန်းတစ်တန်းထိကိုရုပ်ဖက်တည်းလဲစေတင်ပါလေလို့အရှိပါတယ်နော်ဒါရုပ်ဖက်တည်းလဲစေဖို့အတွက်ကတော့ဘာလိုအပ်မလဲဆိုတော့ထွေထူးတော့မလိုအပ်ပါဘူးအရင်ဆုံး Lakshmi Bear ကိုအရင်ဆုံးဒီပူဇော်ရပါတယ် ကြီးကရပါတယ်အဲ့ဒါပြီးရဲ့အခါမှာဒီကာရာလေးကိုရွက်ဖက်တည်းစေရပါတယ်အဲ့တော့ခြေကံတွေလည်းပွင့်လာစေပြီးတော့လက်လာပါတွေလည်းတိုးပွားလာစေပါတယ်အဲ့တော့အားလုံးဒီပေါက်ကြပါစေကံကောင်းကြပါစေခဏန်းနေနဲ့ပတ်သက်ပြီးတော့ကံကောင်းကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်